အားလုံးပဲမင်္ဂလာပါအဖဖခင်သခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့မှာအပြစ်တရားနဲ့ပြည့်ညက်တရားအကြောင်းနောက်ချက်ကအပြစ်တရားနဲ့ပြည့်ညက်တရားဆက်နွယ်မှုအကြောင်းတွေကိုကြံ့ချက်တွေနဲ့လေ့လာကြည့်ကြမှာဖြစ်ပါတယ်ဒါကြောင့်အပြစ်တရားစင်နဲ့ပြည့်ညက်တရားလောဆိုတဲ့အကြောင်းနဲ့ဆက်ဆက်တဲ့အပြစ်တရားနဲ့ပြည့်ညက်တရားတို့ရဲ့ဆက်နွယ်မှုတွေကို ြည့်တဲ့အခါမှာအပြစ်တရားနံပါတ်1အနေနဲ့အပြစ်တရားဆိုတာဖရာသခင်ရဲ့ပြီးပြည့်စုံသောတန်ရှင်းတဲ့ဆန်နှုံးပေါ့မလိုက်နာနိုင်မင်းနဲ့ဖရာသခင်ရဲ့အလိုတော်မှလွဲထွက်သွားခြင်းလမ်းမသွားခြင်းပြစ်မှတ်လွဲချော်ခြင်းကိုဆိုလိုပါတယ်။ဒါကြောင့်အပြစ်တရားနဲ့ပတ်သက်ပြီးတော့မှအပြစ်တရားရဲ့သဘောတရားနဲ့စိမြစ်တွေကိုနားလည်ဖို့လိုပါတယ်။ဒါကြောင့်အချက်၃ချက်ကိုအရင်ဆုံးသိထားဖို့လိုပါတယ်။ ဒါကတစ်ခါကြီးအနေနဲ့ဘုရားတခင်ကိုဆန့်ကျင်ခြင်းတစ်ခါခွေးအနေနဲ့အာရမစတင်ခဲ့ခြင်းတစ်ခါငယ်အနေနဲ့အပြစ်ရဲ့အခါဆိုတဲ့အကြောင်းအရာကိုအပြစ်တရားနဲ့ပတ်သက်တဲ့အချက်၃ချက်ကိုဥစွာနားလည်ထားဖို့လိုပါတယ်တစ်ခါကြီးဘုရားတခင်ကိုဆန့်ကျင်ခြင်းဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့လေ့လာကြည့်တဲ့အခါမှာတရော၃လေးမှာဒီလိုဖော်ပြပါတယ်အပြစ်ကိုပြုသောသူသည်ပြည့်ညတ်တော်ကိုလွန်ကျူးသောသူဖြစ်၏အပြစ်သည် ြည့်ညက်တော်ကိုလုံခြုံခြင်းဖြစ်၏လို့ဖော်ပြတာတွေ့ရတယ်။ဒီဖော်ပြချက်ကအပြစ်ဟာဖျားသခင်ရဲ့အုပ်စိုးပိုင်ခွင့်ကိုငင်းပယ်ခြင်းနဲ့၎င်းရဲ့ညွန်ကြားချက်ကိုလုံခြုံခြင်းဖြစ်တယ်လို့ဖော်ပြတယ်။ဥပမာဖျားသခင်ကိုကူးကွယ်မယ်အစားကိုယ့်ကိုယ်ကိုကူးကွယ်ခြင်းဖြစ်တယ်လို့သိရမှာဖြစ်ပါတယ်။နောက်တစ်ခါပွဲအနေနဲ့အာရမစတဲ့နေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးလေ့လာကြည့်တဲ့အခါမှာယောမ52မှာထို့ကြောင့်တယောက်တော်သူအာရန်အားဖြင့်အပြစ်ဒီဤလောကသို့ဝင်၍ အပြစ်အားဖြင့်တည်ခြင်းတရားသည်ဝင်တည်နှင့်အညီလူပေါင်းတို့သည်အပြစ်ကိုပြကြသောကြောင့်လူပေါင်းတို့၌တည်ခြင်းတရားပြန့်နှံ့လေ၏လို့ဖော်ပြတယ်။ဒါကဘာကိုဖော်ပြလဲလို့ပြောရင်အပြစ်ဟာမွေးရပါသဘောတရားနေချာအဖြစ် အာရံဟတွေပြီးတော့လူသားတိုင်းကိုလက်စစ်ကမ်းလာတာခြင်းဖြစ်တယ်လို့ဖော်ပြတယ်။ဒါကြောင့်လူသားတိုင်းဟာမပြူရသေးတဲ့အတိုင်းအပြစ်သားရဲ့သဘောကိုအမွေရခဲ့တယ်လို့နားလည်အမှာပါ။နောက်ချက်အနေနဲ့တစ်ကားမယ် အပြည့်ရဲ့အခါအကြောင်းကိုဆက်ပြီးလေ့လာတဲ့အခါမှာယောမ6:23မှာအပြည့်ရဲ့အခါကတည်ခြင်းဖြစ်ဤလို့ဖော်ပြတယ်။ဆိုရတဲ့အဓိပ္ပာယ်ကအပြည့်ရဲ့တရားမျှတာတွေရလက်နဲ့ခံစားမှုဟာဝိညာဉ်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကိုသိစေခြင်းဖြစ်တယ်လို့သိရမှာဖြစ်ပါတယ်။ဒါကြောင့်အပြည့်တရားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာပြီးတဲ့အခါမှာပြည့်ညက်တရားအကြောင်းကိုဆက်ပြီးလေ့လာကြည့်အောင်။ပြည့်ညက်တရားဆိုတဲ့အဓိပ္ပာယ်က ဘုရားသခင်ရဲ့ဖြောက်မှတ်တဲ့ဇဲလက္ခဏာကိုထင်ဟပ်ပြပြီးတော့မှလူသားများဘုရားသခင်နဲ့ဘယ်လိုနေထိုင်ဆက်ဆံရမယ်ကိုပြတာတဲ့စံနှုန်းတွေကိုဆိုလိုပါတယ်။ပြည့်ညတ်တရားမှာရွေချက်သုံးမှုရှိတယ်။အဲ့ဒါကနှစ်ကကြီးအနေနဲ့အပြစ်ကိုတည်စေခြင်းဖြစ်တယ်။နှစ်ခါခွေးအနေနဲ့ပြည့်ညတ်တော်ကိုမဆောင်ရှောက်နိုင်ဘူးဆိုတဲ့အကြောင်းကိုတည်စေဖို့ဖြစ်တယ်။နှစ်ကားငယ်အနေနဲ့ခရစ်တော်ထံကိုပို့ဆောင်ခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းကိုနားလည်ထားမှာဖြစ်ပါတယ်။ ဒါကြောင့်ပြည့်ညက်တရားနဲ့ပတ်သက်တဲ့အပြစ်ကိုတည်စေခြင်းဆိုတဲ့အကြောင်းအရာကိုလေ့လာကြည့်တဲ့အခါမှာယောမ30မှာဟုတ်ဒီလိုဖော်ပြတယ်။ကြောင်းမူကပြည့်ညက်တရားအဖြစ်အပြစ်ကိုတည်ရာဤလို့ဖော်ပြတယ်။သရုပ်ရိတ်ထိပ်ပဲကပြည့်ညက်တရားဒီကြည့်မှတစ်ခုနဲ့တူတာကိုတွေ့ရတယ်။လူတွေရဲ့အတ္တတာမှာဘလို့နေရာမှာဖျားသခင်ရဲ့စံတုံးနဲ့လွဲချော်နေတယ်အပြစ်ကိုဆိုတာကိုလွဲချော်နေလဲဆိုတဲ့အပြစ်ကို ထင်ရှားစွာပြသပေးတယ်လို့နားလည်ရမှာဖြစ်ပါတယ်။နှစ်ခါခွေးအနေနဲ့ပြည့်ညက်တော်မဆောက်ရှောက်နိုင်ဘူးဆိုတဲ့အကြောင်းလေ့လာကြည့်တဲ့အခါမှာယောမခွန်ခွန်မှာဒီလိုဖော်ပြတယ်။အဘဲကြောင့်ဒီပြည့်ညက်တရားကိုမတိလျင်အပြစ်ရှိတီကိုငါမတိရလို့ဖော်ပြတယ်။ဆိုလိုတဲ့အဓိပ္ပာယ်ကပြည့်ညက်တရားဟာလူသည်၎င်းရဲ့ကိုယ်ပိုင်အားဖြင့်ဖျားသခင်ရဲ့ဖြောက်မခြင်းစံတော်ကိုလုံးဝမဆောက်ရှောက်နိုင်ကြောင်းကိုသတ်မှတ်ပြသခြင်းဖြစ်တယ်လို့နားလည်ရတယ်။ ရူရက်တိတ်ပေက ပြည့်ညက်တရားအဖြစ်မိသူမှ ဖြောင်းမရသို့မရောက်နိုင်ဘူးဆိုတဲ့ဖော်ပြချက်လည်းရှိတယ်ဆိုတော့နားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်ပြည့်ညက်တရားနဲ့ပတ်သက်ပြီးတော့မှနှစ်ကောင်တွေကခရစ်တော်ထံသို့ပို့ဆောင်ခြင်းဆိုတာကိုထပ်ပြီးနားလည်ဖို့လိုတယ်။အကြောင်းဂလာတိ3:24မှာဒီလိုဖော်ပြပါတယ်။ထို့ကြောင့်ယုံကြည်ခြင်းအဖြစ် ဖြောင်းမရသို့ငါတို့ရောက်စေခြင်းငါ ပြည့်ညက်တရားသည်ငါတို့ကိုခရစ်တော်ထံသို့ပို့ဆောင်သောဆရာဖြစ်၏လို့ဖော်ပြတယ်။ဒီအဓိပ္ပာယ်ကဘာလို့လဲပြဘာကိုဆိုလိုတာလဲလို့ပြောရင်ပြည့်ညက်တရားဟာလူရဲ့အပြစ်သားဖြစ်မှုကိုပြသခြင်းအပြင်ထို့အပြစ်မှကယ်တင်ပေးနိုင်တဲ့ခရစ်တော်ထံသို့မောင်းနှင်ပို့ဆောင်ပေးသောဆရာသို့မဟုတ်ထိန်းချောင်းသူကဲ့သို့ဖြစ်တယ်လို့နားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်အပြစ်တရားနဲ့ပြည့်ညက်တရားတို့ရဲ့ဆက်နွယ်မှုကိုဆက်ပြီးလေ့လာဖို့လိုပါတယ်။ အပြစ်နဲ့ပြည့်ညက်က ခွဲခြား၍မရတဲ့ဆက်နမှုရှိနေတာကိုတွေ့ရတယ်။ဒီကြောင့်နဲ့ပတ်သက်ပြီးတော့မှတုံးကကြီးအနေနဲ့ပြည့်ညက်သည်အပြစ်ကိုအားပေးခြင်းဖြစ်တဲ့တုံးခဝေးအနေနဲ့ပြည့်ညက်တော်မရှိရင်အပြစ်မထင်ရှားဘူးဆိုတာကိုနားလည်ထားဖို့လိုပါတယ်။ဒါကြောင့်တုံးကကြီးပြည့်ညက်သည်အပြစ်ကိုအားပေးခြင်းဆိုတဲ့အကြောင်းအရာကိုလေ့လာတဲ့အခါမှာတကော55 56မှာဒီလိုဖော်ပြတယ်။ပြည့်ညက်တရားသည်အပြစ်ဤတကောပြည့်ဤဒီကြမ်းချက်ကဘာကိုဆိုလိုတာလဲလို့ပြောရင် ပြည့်ညက်တရားကြောင့်အပြည့်ရတကူပုံမူထင်ရှားလာတယ်လို့ဆိုလိုတာဖြစ်တယ်။ဥမာတစုံတရားကို မလုတ်ရလို့တားမြစ်လိုက်တဲ့အခါမှာအဲ့ဒီအရာကိုလုတ်ချင်တဲ့ဆန္ဒဇာတိပဂတိကပုံပြီးပြင်းထန်လာတာကိုဖော်ပြတာဖြစ်ပါတယ်။နောက်တုံးခါဝေးအနေနဲ့ပြည့်ညက်တော်မရှိလျင်အပြည့်မထင်ရှားဘူးဆိုတဲ့အကြောင်းအရာကိုဆက်ပြီးကြည့်တဲ့အခါမှာယောမ45မှာပြည့်ညက်တရားမရှိလျင်ပြည့်ညက်တရားကိုလွန်ကျူးခြင်းအမှုမရှိလို့ဖော်ပြတယ်။ ပြည့်ညက်တရားမရှိတဲ့ကာလမှာလူတွေဟာအပြစ်သားများဖြစ်နေစေပဲဖြစ်ပေမဲ့မိတိယာကဘုရားသခင်အစံနှုန်းကိုချိုးပေါက်တယ်လို့တရားဝင်သတ်မှတ်ရမရနိုင်ဘူး။ဒါကြောင့်ပြည့်ညက်တရားဟာချိုးဖောက်မှုများကိုတိတိကျကျသတ်မှတ်ဖော်ပြပြီးတယ်ဆိုတာကိုတွေ့ရတယ်။ဒါကြောင့်ကျွန်တော်တို့ခရစ်တော်နဲ့ပြည့်ညက်တရားရဲ့အကြောင်းတွေကိုလည်းနားလည်ထားဖို့လိုပါတယ်။ခရစ်တော်ဟာပြည့်ညက်တရားကိုဖျက်ဆီးဖို့မလာဘဲနဲ့ ၎င်းကိုအပြည့်အဝပေးဆက်ခဲ့တယ်လို့မတဲငါဆက်ခွန်မှာဖော်ပြတယ်။ဒါကလူတွေမလုံနိုင်တဲ့ပြည့်ညတ်တရားကိုခရစ်တော်အားဖြင့်ဖြစ်စည်းပေးခဲ့တဲ့အကြောင်းများဖြစ်ပါတယ်။နောက်ခရစ်တော်ဟာပြည့်ညတ်တရားရဲ့စံနှုန်းကိုအပြည့်ကင်းစွာနေထိုင်ခြင်းအားဖြင့်အပြည့်အဝပေးဆက်ခဲ့တယ်လို့တွေ့ရတယ်။အဲဒီနောက်ခရစ်တော်ဟာပြည့်ညတ်တရားရဲ့ပြည့်တံဖြစ်တဲ့သေခြင်းကိုလဝါကတိုင်ပေါ်မှာခံယူခြင်းဖြင့်ဖြစ်စည်းပေးခဲ့တယ်ဆိုတဲ့အကြောင်းကိုဂလာတိ33မှာဖော်ပြထားပါတယ်။ ဒါဆိုရင်ယုံကြည်သူတွေဟာခရစ်တော်အားဖြင့်ပြည့်ညက်တရားရဲ့ပြည့်တံမှာလွတ်မြောက်ခဲ့ပြီးယခုအခါပြည့်ညက်တရားရဲ့တောက်ဆုချက်များကိုဝိညာဉ်တော်ရဲ့တကူအားဖြင့်ဖြည့်ဆည်းနေနိုင်နေကြပြီဆိုတဲ့အကြောင်းကိုလည်းယောမရှင်လေးမှာဖော်ပြထားပါတယ်။ဒါကြောင့်ဒီနေ့ပြည့်ညက်အပြစ်တရားနဲ့ပြည့်ညက်တရားရဲ့ဆက်ဆက်မှုအကြောင်းတွေကိုဆက်ပတ်သက်ဆက်နွယ်တဲ့အကြောင်းအရာတွေကိုကြံချက်တွေနဲ့ဖော်ပြမျှဝေခြင်းဖြစ်ပါတယ်။နားထောင်သူအားလုံးပေါ်မှာ ဘုရားသခင်ရဲ့ကြီးကျယ်တော်တက်ရောက်ပါစေ။အာမင်။